2024စက်တင်ဘာလတုန်းကအင်းလေကန်အတွင်းကို မိုးရင်နဲ့အတူစီးဝင်လာခဲ့တဲ့နှုံးမြေတွေကြောင့်ရေမှော်ရှားပါးကဂေဟာစနစ်ကို ထိခိုက်နိုင်တဲ့အန္တရာယ်တွေရှိနေပါတယ်။မြတ်သစင်ကပေးပို့ထားပါတယ်ရှင်။ချမ်းပြည်နယ်အင်းလေကန်ရဲ့အနောက်ဘက်တောင်တန်းပေါ်မှာရွှေပြောင်းတောင်ယာစနစ်တွေတိုးချဲ့လာပြီးတစ်ပင်တွေခုတ်တာနဲ့အတူတစ်တောပြုံးတိလာတဲ့အတွက်တောင်ပေါ်မှာရှိတဲ့နှုံးမြေတွေဟာ2024ခုနှစ်စက်တင်ဘာလတုန်းက အင်းလိကန်အတွင်းကိုမိုးရေနဲ့အတူ စီးဝင်လာခဲ့ပါတယ်။အင်းလိကန်ရဲ့စက်တင်ဘာလရေကြီးမှုနဲ့အတူစီးဝင်လာတဲ့နှုံးမြေတွေကအင်းလိကန်မှာရှိတဲ့တဘာဝရွှေမြေတွေပေါ်ဖုံးလွှမ်းသွားပြီးတဘာဝရေမော်ပင်တွေတေဆုံးသွားကဂေဟစနစ်ကိုထိခိုက်နိုင်တယ်လို့ Safe the Inlet ကဆိုပါတယ်။အော်စီးဝင်လာတော့အဲ့ဒါအဲ့ဒီနှုံးမြေတွေကဒီအင်းလိကန်မှာရှိတဲ့ဟိုငကူတဘာဝရွှေမြေတွေပေါ်မှာဖုံးလွှမ်းသွားတယ်ပေါ့။ဖုံးလွှမ်းသွားတဲ့အတွက် ီမော်ဘင်တွေတဘာဝီမော်ဘင်အော်ဒီဆုံးသွားတယ်ပေါ့မပေါက်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ကုန်တာပေါ့အဲ့တော့ဒီ immobile တွေမရှိတော့ဘူးဆိုတော့ဒီအင်းလေးကအနောက်မြောက်ဘက်တချမ်းလုံးကတော့ဒီဟာစနစ်လုံးဝပြည့်စည်ပေါ်လေတဘောဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့အင်းလေးကအနောက်မြောက်ချမ်းမှာရီမော်ရီတာရှားသွားမယ်ဆိုရင်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်နိုင်တယ်လို့အင်းလေးဒေတာကန်စိုက်ပျိုးရေးပညာရှင်တူကဆိုပါတယ်ကျွန်တော်တို့ဒီအင်းလေးမှာဆိုလို့ရှိရင်အဓိကလုပ်ငန်းဖြစ်တဲ့ရေချမ်းစိုက်ပျိုးရေးမှာဆိုလို့ရှိရင်ရီမော်တွေကို အသုံးပြုပြီးကျွန်တော် site တယ်ပေါ့နော်ဆိုတော့ရေမော်ဒါအဲကျွန်တော်တို့ iversion မှာရှားပါသွားဆိုရှင် site ပေးလုပ်ငန်းအတွက်လည်းအဲဒီကုန်ချမ်းပေါ့နော်ဒီအရင်အသွင်အစုအရင်မြင့်တမျိုးရောကြွားနိုင်တယ်နောက်တစ်ခုကရေမော်ပင်ကရေထဲမှာရှိနေတဲ့ဒီရေနေတတ္တဝါတွေအတွက်ပေါ့နော်အောက်ဆီဂျင်ထုတ်လုပ်ပေးတယ်ပေါ့ပြီးတော့အစာကွင်းဆက်လည်းဖြစ်တယ်ပေါ့ဒါကြောင့်ရေမော်ပင်ကတော့အင်လေကန်ထဲမှာအရေးကြီးတယ် အခုလိုအင်းလေးကံရဲ့ဂေယစနစ်ပျက်စီးစေဖို့အကြောင်းတရားဖြစ်တဲ့သဲနှုံးမြေတွေကိုဆုတ်ထုတ်ပစ်ဖို့ဆယ်မြောင်းဦးစီးဌာနမှာရှုံ့ဆုပ်ဆက်ရှိနေပေမဲ့ဘာမှလှုပ်ဆောင်ခြင်းမရှိသလိုအစီရင်ခံစာတက်လာတာလည်းမတွေ့ဘူးလို့ Save the Inlet ကဆိုပါတယ်။ပြီးခဲ့တဲ့2024မှာဒီဆယ်မြောင်းဦးစီးဌာနကိုတရားဝင် Freedom Pay Alley လေပေါ့နော်အဲ့ဒါကိုသူတို့ budget ရေးဆွဲပြီးတော့မှဒီအင်းလေးကမှသုံးလေးနှုံးမျိုးဆယ်ယူပါဆိုပြီးတော့မှဒီ Sunday ဝင်ရောင်းနေတဲ့ ်စေညုံဦးဌာနကိုစေညုံဆွေးကြောင်ပေးအပ်လိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကုလပိန်းကောင်မှရည်ကြီးခဲ့တယ်ပေါ့နော်ရည်ကြီးခဲ့တဲ့အချိန်မှာလည်းဒီစုစုစက်ဒီရည်မြုပ်သေးတာဒလားမပါဘူးလားဆိုတာလည်းကျွန်တော်မသိရဘူးစေညုံဦးဌာနကလည်းဒီအစီအခံစာတက်လာတာလည်းမတွေ့ဘူးပေါ့နော်တကယ်တို့တော့ရည်မြုပ်လို့ဒီဆက်ရမလဲပါတဲ့ပြစီတော်နေဆိုရင်တော့ဒီစေညုံဦးဌာနကိုတရားဝင်ဆွေးကြောင်ပေးပြီးဒါဖြစ်ပြီးအတွက်သူတို့မှတာဝန်ရှိတယ်ပေါ့နော် အင်းလေးကန်ရဲ့အခုလိုအခြေအနေတွေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းမပြုဘဲဒီတိုင်းဆက်ထားပါကနောက်ထပ်အနှစ်30မှာလုံးဝတိမ်ကောသွားမယ့်အနေအထားရှိနေတာကြောင့်အင်းလေးကန်ဒေသမှာရှိတဲ့ကြေးရွာတွေရဲ့နယ်နိမိတ်အကျယ်ဝန်းတွေအင်းလေးကန်ရဲ့အနောက်ဘက်တောင်တန်းတွေမှာရှိတဲ့ရွှေပြောင်းတောင်ရစနစ်တိုးချဲ့နေတာတွေကိုတစ်တောဦးစီးဌာနကနေထိမ့်သိမ်းဖို့လိုအပ်တယ်လို့လဲ Save the Inlet ကတိုက်တွန်းခဲ့ပါသေးတယ်။1992ခုနှစ်အင်းလေးရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နှစ်ပေါင်း30ကျော်အကြာဖြစ်တဲ့2024ခုနှစ်ရေကြီးမှုကတော့အရင်ကထက်ရေထုလေးပေပုံမြင့်ခဲ့ကနှုံးတွေထူထပ်နေတာကြောင့်ခီးသွွားလုပ်ငန်းတွေစိုက်ပျိုးရေးတွေထိခိုက်နိုင်ပြီးမိုးများတဲ့အခါရေထုပုံမမြင့်တက်လာနိုင်တဲ့အခြေအနေတွေလည်းရှိနေပါတယ်။ကျမမြတ်သစင်ပါရှင်။